ုံတိုင်းငယ်ကမြန်မာနိုင်ငံကကိုကျွန်းမြို့ရဲ့အနောက်တောင်ဘက်ရေမိုင်350မိုင်ခန့်ကွာပင်လယ်ပြင်ကိုဗဟိုပြူနေပါတယ်။မနက်ဖြန်အောက်တိုဘာလ26ရက်နေ့အတွက်မိုးလေဝသအခြေအနေတွေကိုတင်ဆက်ပေးပါရောင်းမယ်။ ီကနေ့အောက်တိုဘာလ25ရက်နေ့မှာဘင်္ဂလားပင်လယ်ော်အရှေ့တောင်ပိုင်းမှာဖြစ်ပေါ်နေတဲ့မုန်တိုင်းငင်ဟာမြန်မာနိုင်ငံကကိုကိုကျွမြို့ရဲ့အနောက်တောင်ပိုင်းရေမိုင်350မိုင်ခန့်ကွာပင်လယ်ပြင်ကိုဗဟိုပြူနေပါတယ်။အဆိုပါမုန်တိုင်းငင်ဟာနောက်48နာရီအတွင်းမှာဆိုင်ကလုံးမုန်တိုင်းဖြစ်နိုင်တယ်လို့သိရပါတယ်။အဲဒီမုန်တိုင်းကမြန်မာနိုင်ငံကိုဥတီရွေရှာမှာမဟုတ်ပဲအိန္ဒိယနိုင်ငံဘက်ကိုဥတီရွေရှာနေတာဖြစ်တယ်လို့မိုးလေဝသပညာရှင်တွေကအတည်ပြုထားပါတယ်။ ဒါပေမဲ့အဆိုပါမုံတိုင်းရဲ့အရှင်ကြောင့်မြန်မာနိုင်ငံနေရာအနှံ့မှာနေရာကွက်ကြားကနေနေရာစိစိမိုးတစ်ချုံရွာနိုင်ပါတယ်။မြန်မာကံရုံတန်းတစ်လျှောက်မှာလည်းရန်ဖန်ရန်ခါလှိုင်းရောလေပါကြီးနိုင်တာမို့ရေလုံသားတွေအနေနဲ့သတိပြုကြဖို့မိုးလီဝသပညာရှင်တွေကအသိပေးထားပါတယ်။ အော်တိုဘာလ26ရက်နေ့နေ့လည်းထီတနင်္လာရီတိုင်းမှာနေရာစစ်စစ်ကချင်ပြည်နယ်မှာနေရာကျကျဲနဲ့ချင်းပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်ရှမ်းပြည်နယ်တောင်ပိုင်းနယ်မြောက်ပိုင်းရန်ကုန်တိုင်းမန္တလေးတိုင်းပဲခူးတိုင်းမကွေးတိုင်းစကိုင်းတိုင်းထပ်ပိုင်းအေရဝတီတိုင်းနဲ့နေပြည်တော်တို့မှာနေရာကွက်ကြားမိုးထစ်ဆုံးရွာနိုင်ပြီးရွာရံရအောင်ပြေဖြစ်ပါတယ်။ကြံတိုင်းနယ်ပြည်နယ်တို့မှာတရင်တင်းတင်းဖြစ်ထုံးပါမယ်။ ချင်းပြည်နယ်ရခိုင်ပြည်နယ်နဲ့တနင်္လာရီတိုင်းတို့မှာမိုးတိမ်အောင်မှဖြစ်ပေါ်လျက်ရှိပြီးအဲ့ဒီမိုးတိမ်အောင်တွေရေရှားရနေရာတချို့မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ကြုံခြင်းမိုးကြိုပစ်ခြင်းလျက်စီးလက်ခြင်းနဲ့မိုးတိချွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်တွေဖြစ်ပေါ်နိုင်လို့ကြိုတင်သတိပြုနေထိုင်ကြဖို့မိုးစလကသတိပေးထားပါတယ်မြဝကျုံမမုဒ္ဓမာကွေမွန်တနင်္လာဤကံရံတလျှောက်နဲ့ကံလုံးပင်လေပြင်းတို့မှာတခါတရံမိုးသက်လေပြင်းများကြရောက်ပြီးလိုင်းသင်းသင်းကနေလိုင်းကြီးနိုင်ပါတယ် မိုးတက်လေပြင်းကြစင်မှာရေပြင်းပြင်းလေးကတနအီကို25မိုင်ကနေမိုင်30အထိတိုက်ခတ်နိုင်ပြီးလိုင်းမြင့်က9ဘေကနေ9ဘေခန့်ထိရှိနိုင်ပါတယ်။ကြမ္မမပြင်းလေပြင်းမှာတော့လိုင်းတင်းတင်းရှိနိုင်ပြီးလိုင်းမြင့်က4ဘေကနေ6ဘေခန့်ထိရှိနိုင်ပါတယ်။နောက်နေ့အတွင်းတနင်္လာရီတိုင်းမှာနေရာကျကျကနေနေရာစစ်စစ်မိုးထစ်ချုံရွာနိုင်ပါတယ်။အားလုံးဘေးကင်းလို့စိုက်ပျိုးသီးနှံများအောင်ပြင်ဖြစ်ထွန်းကြပါစေရှင်။